ရားလောင်းလေးဘာကြောင့်တင်မိရဆိုတဲ့အမိရရတာလေမွေးတဲ့အခါမှာမိုးတွေကတနိုင်ငံလုံးရွာတာရွာတော့လူတွေကမိုးရီတွေနဲ့ပြောပြီးတော့ပီတိတွေနဲ့ဆွဆွပြီးတော့သဘောတည်းကြနေတာဒါကြောင့်မလို့အာလုံးသောတတ္တဝါတွေကိုချမ်းသာဒုက္ခနဲ့ဆွဆွစေတယ်ဆိုပြီးတော့တင်မိရမင်းသားလို့အဲ့ဒါလို့အမိပေးတာတဲ့တာမန်နဲ့ရလာတာမဟုတ်ဘူးမိဖုရားပေါင်းတောင်းချီပြီးတော့ရှိတယ်ဘုရင်ကြီးက ိမ်ရောက်မှသာသမီမမွေးဘူးတဲ့အံ့ဩဖို့ကောင်းတယ်။အဲ့ဒီမှာသာစုပန်ညဆိုပြီးတော့သာစုပန်တို့အဲ့ဒါနတ်ကပေးထားတဲ့သားအဲ့ဒီသားကအဲ့ဒါဖေရောမေရောအင်မတန်ချစ်တဲ့ဒီသားလေးကိုခရခရစီရထားတဲ့သားလေးမို့လို့ဟုတ်လားအဲ့ဒါအဲ့ဒီလိုနဲ့သားလေးကလည်းဒီလိုနေတာပဲတလသားလေးတလသားလေးတခင်ငငယ်လေးအဲ့ဒါဦးစင်းကတို့ဖះလောင်းကသူ့ဘာခမဲတော်ရဲ့ရင်ဝင်ညားမှာချော့မြူပြီး နေတဲ့အချိန်မှာပဲမင်းကြီးတွေကယာတော်သားလေးယောက်ကိုဘီရင်ကြီးစီခေါ်လာတာအဲ့မှာဘီရင်ကြီးကဘီရင်ဆိုတော့အမှုရှင်ရတာပေါ့ဗျာပဲရှောင်းလို့လွှဲလို့ရပါမလဲဟုတ်လားအဲ့တော့တယောက်ကိုချိန်တန်းဟာတယောက်ကိုလှမ်းနေထိုးတယောက်ကိုဓာတ်နဲ့ခုတ်တယောက်ကိုမသေးမချင်းသတ်အဲ့ဒါလိုမျိုးပေါ့အသီးသီးအပြစ်ပေးလိုက်တာအဲ့ဒါကိုဒီရင်ခွင်ချားမှာရှိတဲ့ကလေးလေးကမျိုးလုံးယူလေးနဲ့ကြည့်ပြီးတော့အံ့ဩပြီးတော့ကြောက်ဘာတွေလုပ်နေတာတော့ အဲ့ဒီကလေးလေးကဟုတ်လားအဲ့ဒီကလေးလေးကကြောက်တယ်အဲ့ဒီအတန်ကိုကြားပြီးတော့အဲ့ဒီဟာကိုမြင်ပြီးတော့အဲ့ဒီကလေးကနောက်ဘဝကိုသတိရတဲ့ဗျာတိုက်ဆိုင်တာတိုက်ဆိုင်တာနော်အဲ့တော့သူဘယ်ဘဝကလာတော့ဆိုတော့ငရဲပြည်ကလာတာတဲ့ငရဲပြည်ကလာတာဆိုတော့အော်ငါငရဲပြည်ကလာတာအဲ့ဒီငရဲပြည်ကိုငါဘယ်ကနေရောက်သွားတာတော့ဆိုတော့အော်ငါရှင်ဘရင်တပါးကနေ ပြီးတော့ငရဲကြသွားတာကိုလို့သူမြင်တဲ့ ညင်တော့ဩဘယင်ဖြစ်ရတာဟာရှောင်ရင်လို့လည်းမရတိန်ရင်လို့လည်းမရအင်မတန်ကြက်တဲပါလားငါအခုဘယင်ဖြစ်ဖို့လို့အတွက်အစပြိုးလာပြန်ပြီငါဘယင်ဖြစ်လို့ရှိရင်ဒီလိုရှောင်မရတိန်မရတဲ့မကောင်းမှုတွေလုပ်ရပြီးတော့ငါငရဲထက်ကြရင်တော့ဒုက္ခရောက်ရကြီးရဲ့လို့ကလေးကအဲ့ဒီအတွေးကို တွေးပြီးတော့တခါတည်းညှိုးသွားတာနောက်ဘဝကိုလည်းတတိရတယ်ကြောက်လဲတော်တော်ကြောက်သွားတယ်လာသားကလေးလာသားကလေးဖြစ်နေတာနော် အဲ့ဒါကိုဘုရင်ကြီးတွေကတော့ဘယ်သိမှာတော့အဲ့ဒါကလေးလေးကအဲ့ဒါလို့နဲ့ညရောက်တော့အဲ့ဒီတီဗီရဲ့အောက်မှာအိပ်ပြီးတော့နေတာအဲ့ဒီလို တွေးပြီးတဲ့ကစားဒီကလေးကလုံးဝမရှင်တော့ဘူးမင်းဘူးဥဩဘာတာကတော့ရေးပါတယ်ဘရုံမာဂျာပန်လေးကိုလက်နဲ့ဆုပ်နေထားသလိုပဲတဲ့နွားနေတယ်ညှိုးနေတယ်အဲ့ဒါကိုလွန်ခဲ့တဲ့ဘဝကအမိတော်ခဲ့တဲ့တီဗီဆောင်နတ်သမီးကသိတယ်သိတော့အင်မတန်လဲသနာတယ် ငါသားလေးကြည်စံဒီလိုစမ်းနေတာသူငရဲမှာငရဲကြမှာကြောက်လို့ရှင်မင်းမဖြစ်ချင်ပဲကိုအဲ့ဒါနဲ့သူကအကြံပေးတာအိမ်မက်လူလူဘာလူလူတဲ့နော်အဲ့ဒီကလေးလေးနဲ့စကားပြောတာနတ်တွေဆိုတော့လူတွေရဲ့စိတ်ကိုသိနိုင်တယ်ဟုတ်လားအဲ့ဒါအဲ့ဒီလိုဘုရားအောင်လေးမိမ့်မိမ့်မိမ့်ဖြစ်နေတုံးအဲ့ဒီနတ်ကနတ်သမီးကပြောတာချစ်သားတင်ရှင်မင်းမဖြစ်ချင်ဘူးဆိုရင်ငါပြောတဲ့အတိုင်းလုပ် မောကြည့်တယ်ကလေးကဘယ်လိုလုပ်ရမှာလဲပေါ့အဲ့ဒီမှာမစွန့်တော်လဲစွန့်တဲ့ကဲ့သို့စကားပြောတတ်တော်လဲမပြောတတ်တဲ့ကဲ့သို့နားကြားတော်လဲမကြားတဲ့ကဲ့သို့ဒီအင်္ဂါ၃ချက်နဲ့ညီအောင်မင်းနေနိုင်မယ်ဆိုရင်မင်းရှင်မရင် မလုပ်ရဘူးတဲ့အဲ့ဒီလိုအအတယောက်အထိုင်းတယောက်အစွန့်တယောက်ကိုဘယ်သူကမှရှင်မရင်ဖြစ်အောင် လုပ်မှာမဟုတ်ဘူးတဲ့အဲ့ဒီလိုပြောတော့ဘုရားလုံးကအင်မတန်သဘောကျတယ် ဖက်ပေါက်ပိတ်နေတဲ့လူကိုတကားပေါက်ဖွင့်လိုက်တယ်လို့မျိုးနော်ဟန်ရပြီဟုတ်ပြီအဲ့ဒီအချိန်တွေကစပြီးတော့အဲ့ဒီကလေးကတခါတည်းအဋိဌံလိုက်တယ်တဲ့ဘလို့အဋိဌံလိုက်တယ်ဆိုတော့ငါဒီချိန်ကစပြီးတော့စွန့်တဲ့ပုံစံနားမကြားတဲ့ပုံစံစကားမပြောတတ်တဲ့ပုံစံတခါတည်းဖမ်းလိုက်တော့မယ်ကြည့်မိကြည့်ရစိုက်ကြည့်နေဒီတိုင်းလေးသိထားတယ်ဆိုရင်လက်ကိုဒီတိုင်းထားရင်ဒီတိုင်းပဲနေတယ်မရွှေ့ဘူးမပြောင်းဘူး မလွယ်ဘူးနော်တော်တော်မလွယ်ဘူးနော်တခါကြီးမိုက်မြအဲ့ဒီလိုမျိုးသူကထားထားတဲ့အတိုင်းနေတာဒါမှသူကအာနဲ့တူမှာပေါ့အဆွန်နဲ့တူမှာပေါ့အဲ့တော့နောက်တော့မိဘတွေက ရိပ်မိလာတယ်ဗျကလေးကအခါတိုင်းနှုတ်ဆာရင် ကလေးဆိုတာငိုတာပဲလေမငိုဘူးတဲ့ဆာလိုက်တာဘိုက်ထဲမှာမီးလောင်တယ်လို့မျိုးဘုရားလောင်းကဒါပေမဲ့သူကဘယ်လိုစဉ်းစားတုံးဆိုတော့ငါငရေကလာခဲ့တာငရေမီးနဲ့ဆာရင်နှုတ်ဆာလို့ဘိုက်ထဲမှာပူးနေတာက အများကြီးတက်တာတဲ့အများကြီးချမ်းသာတယ်ဆိုတော့တတာလေးနေတယ်တဲ့တော်ကြီးညိုစရာကောင်းတယ်နော်အဲ့တော့လူတွေကတိုင်းဝိုင်းတွေကဘာဖြစ်တာတော့ကလေးကမငိုဘူးမငိုဘူးမငိုဘူးဆိုတာ ထင်ရှားလာတယ်ထင်ရှားလာတော့ကလေးကအမူအရာတွေကလည်းပြောင်းနေတယ်ထားထားတဲ့အတိုင်းလေးနေတာအယုတ်ကလေးလိုဖြစ်နေဘယ်မှလည်းမကြည့်တော့စိုက်ကြည့်ဒီတိုင်းလေးအဲ့တော့ဘာဖြစ်လဲမသိဘူးငိုအောင်လှုပ်ဖို့လိုးလာတယ်မငိုရင်လည်းပဲဒါကလေးကပုံမှန်မှန်တော့ဘူးလေ အဲ့တော့ဘာလုပ်တုံဆိုတော့ကလေးဆိုတာနှုတ်ဆာရင်မိုးတာပဲနှုတ်ဖြတ်ကြီးတဲ့အဲ့တော့သူကဘယင်သားဆိုတော့ငကူကတော့တပဟိုလျင်တယောက်ကြနှုတ်ရင်းတွေကနှုတ်တန်ရတယ်အဲ့ဒါဖြတ်ဖြတ်ထားတယ်တနာကြီးကြာလို့လည်းမတိုက်မငိုဘူးနှစ်နာရီကြာကြည့်ထားမငိုဘူးပူလာပြီဘိုက်သေးကမငိုဘူးတခါလေတရက်လုံးတခါမှမတိုက်ဘူးတဲ့နှုတ်မတိုက်ဘူးရေလည်းမတိုက်ဘူးငိုစီခြင်းလို့ပြစ်ထားတာအဲ့ဒီအခါမျိုးမှာပြားလောင်းကအင်မတန်ဆင်းရဲတယ် အင်မတန်ပူလောင်တယ်ပူလောင်လိုက်တိုင်းသူ့ရဲ့အဋိဌံကိုပြက်မှာရှိုးလို့မငိုရဲဘူးငိုလိုက်တာနဲ့တပြိုင်တည်းတည်းသူ့ရဲ့လုပ်ငန်းစဉ်ကြီးလုံးဝပြတ်သွားပြီမငိုရဲဘူးငိုမေကျန်လိုက်ရင်ငရဲကိုမျက်စီထဲလှမ်းမြင်လိုက်တယ်သူတကယ်မြင်ခဲ့တာကိုတကယ်ကြုံခဲ့တာကိုငရဲအပူနဲ့ဆိုင်ရင်ဘိုက်ထဲကပူနေတာအများကြီးသက်တာတယ်နေလိုက်တာပဲအဲ့ဒီလိုနဲ့နှုတ်ဖြတ်ဖြတ်ဖြတ်ပြပြီးတော့ထားလိုက်တာတစ်နှစ်သားထိရောက်တယ်နော် အဲ့ဒါတစ်နှစ်လုံးသူကြော်ဖြတ်ခဲ့တာလုံးဝအောင်မြင်တယ်။အဲ့ဒါနှစ်နှစ်သားရောက်တဲ့အခါကျတော့ဘာနဲ့ထပ်ပြီးတော့စမ်းတော့ဆိုတော့နှစ်နှစ်သားအရွယ်လေးတွေကမုံကလေးတွေဘာလေးတွေပတ်သက်တဲ့သူပင်ရင်မြုံတဲ့ပင်ငုံတဲ့ပင်လေစားရတဲ့အတွင်းစားခြင်းပီလေအဲ့တော့အဲ့ဒီမုံကလေးတွေမပေးဘဲနဲ့ထားတာနော်မုံလေးတွေမပေးစားခြင်းလိုက်တာအဲ့တော့ဘုရားလုံးကစဉ်းစားတယ်တဲ့မင်းဘဝတိုင်းစားခဲ့ပါပြီကွာနောင်လည်းပဲမင်းအကြာကြီးဓာတ်တဲ့ကောင်းတာတွေလည်းစားရအောင်ပါ မင်းအမြဲတမ်းကြီးငတ်မနေပါဘူးမင်းအခုချိန်ငိုလိုက်မယ်ဆိုလို့ရှိရင်မင်းငရဲကြမှာနော်အဲ့ဒါသူ့ကိုယ်သူအဲ့ဒါဓာတ်တက်ဆိုးွားတဲ့ဘေးနဲ့ရှင်းပြီးတော့အဋိဋ္ဌံကို ပြီးအောင်ဖြည့်တာအဲ့ဒါတနှစ်ကြာတယ်တဲ့အဲ့ဒီလိုနဲ့ဆက်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 ပြီးတော့စမ်းလိုက်တာဦးဇင်းတို့ဘ ഹു တုတ္တလေးခွေတွေတဲလည်းပါမှာဆိုတော့ပြောလိုက်ဦးမယ်နော်သုံးနှစ်သားလောက်ရောက်တော့တစ်သီးနဲ့စမ်းနေတဲ့တစ်သီးလေးတွေစားကြတယ်မကြွေးဘူးအဲ့ဒါအောင့်နေတာပဲ ဘယ်လိုမှသူမဖယ်ဘူးနောက်ကစားစရာလေးတွေနဲ့ဆက်ပြီးတော့စမ်းတယ်ကျန်တဲ့ကလေးလေးတွေကကစားစရာနဲ့ကစား तू ကဒီတိုင်းပဲကြည်နေရတယ် तू မလှုပ်ရဲဘူးနော်နောက်တော့ထမင်းဖြတ်ထားတယ်ထမင်းပေါ်စင် तू မကြွေးဘူးအဲ့ဒါတခုတခုကိုတစ်နှစ်လောက်ကြာအောင်စမ်းတာအမတ်ကြီးတွေကဟုတ်လားနောက်တော့ကလေးကဘယ်နှစ်နှစ်လောက်ရောက်လာတော့ဆိုတော့6နှစ်သားလေးလောက်ရောက်လာပြီဆိုတော့ဘာလုပ်တုံဆိုတော့မင်းကြီးတွေကဒီကလေးစကားပြောအောင်ဒီကလေးလှုပ်အောင် ဒီကလေးကဒီတိုင်းလေးပဲနေတာဆိုတော့ဘာလို့တုံဆိုတော့ကလေးတွေအကုန်လုံးတဲကြီးတစ်လုံးထဲမှာထားတာထရွက်တဲကြီးအဲ့ဒီထရွက်တဲကြီးကိုရုတ်တရက်မီးတွေဝုန်းတိုက်ပြတ်တာဟာကျန်တဲ့ကလေးတွေအကုန်လုံးအော်ဟစ်ပြီးတော့ထွက်ပြေးကြတယ်သူကလည်းဇက်ဆိုတော့လန့်တော့လန့်သွားတာပေါ့သို့တော့အမြဲတမ်းတတိက ရှိနေတယ်သူမပြေးရဘူးဒီတိုင်းတင်မလီလေးချထားတော့တင်မလီဂွေလေးပဲသူ ထိုင်းနေရတယ်မပြေးရဘူး ဒီမီလောင်တာဘာဟုတ်သေးလို့လဲအဲ့ဒါအဲ့ဒီမှာသူ့လောင်ကနီးမှာအထင်းတော်တွေကပြပါကလေးသူ့ကိုချီးပြရတာကိုဟုတ်လားအဲ့ဒီလိုနဲ့ဆက်ဆက်ပြီးတော့ဆန်းတယ်အမုံရစ်တဲ့ဆင်ကြီးနဲ့ဆန်းတယ်တဲ့ဆင်ကြီးကသူ့ကိုနင်းမလို့ပြေးလာတယ်ကျန်တဲ့ကလေးတွေပြေးကြတယ်နင်းမစီဒါသူဆန်းနေတာလို့ तू မသိဘူးနော်အဲ့ဒါဆင်လိမ္မာကြီးဆိုတော့ဆင်ကြီးကကြောက်လန့်နေအောင်တဲ့ပုံတရံဖန်ဆင်းပြီးတော့နှာမောင်းကြီးနဲ့ရစ်ပြီးတော့ပတ်ပြီးတော့ပေါက်တတ်မလို့လှုပ်တယ် ဒါလည်းသူဧကလည်းမလှုပ်ဘူးအင်ကလည်းလည်းမလှုပ်ဘူးဒီလိုပဲနေတာပဲဟုတ်လားနောက်တော့ဘာလှုပ်တော့ဆိုတော့အင်မတန်ကြောက်မွက်ဖွယ်ရကောင်းတဲ့မဟောက်ကြီးအကြီးကြီးလက်မောင်းလောက်ခြေစလုံးလောက်ရှိတဲ့မဟောက်ကြီးပပြင်းထောင်ပြီးတော့သူ့ကိုလာရစ်တယ်လုံးဝမလှုပ်ဘူးတဲ့အဲ့ဒါလိုနေတာအဲ့ဒီလိုနေရင်နေရင်နဲ့နောက်တော့သူ့ကိုကာပွဲသဘင်နဲ့သူ့ကိုစမ်းကြည့်တယ်အဲ့ဒီကာပွဲသဘင်ဒီဘလို့ပဲလှုပ်ရှားနေနေသူမျက်လုံးတောင်မလှုပ်ဒီလိုပဲနေတယ် ဟုတ်လားနေခဲ့တာတွေနော်နောက်တန်လျက်ကိုင်းတဲ့လူစုကြီးကသူ့ကိုလိုက်တယ်ကျန်တဲ့ကလေးတွေပြေးရတယ်သူ့လေမင်းဖြစ်မဲ့ပုံစံနဲ့လာတယ်သူဒီတိုင်းပဲနေ